မင်္ဂလာပါဓမ္မအန်ကာချာ channel ရဲ့ကာချာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာတဝမ်းမှာဗုဒ္ဓမြတ်စွာဘုရားရှင်ခြေတော်ရာချခဲ့တဲ့နေရာများကိုစုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်နံပါတ်1အိန္ဒိယနိုင်ငံဘုံပိုင်းနယ်မြောက်ပိုင်းနမရာမြကန်းရှိခြေတော်ရာတစုမဟာယာနကျမ်းစာမှာဗုဒ္ဓမြတ်စွာဘုရားရှင်ဟာနာဂဘုရင်တောင်းဆိုမှုအရ၎င်းတို့ကိုးကွယ်ပူဇော်နိုင်ရန်အတွက်နမရာမြကန်းနာမှာ ခြေတော်ရာခြံထားခဲ့ကြောင်းဖော်ပြထားပါတယ်။ယင်းခြေရာကိုနမရာလို့လည်းအချို့ကျမ်းစာများမှာဖော်ပြထားရှိပါတယ်။ယင်းခြေရာတော်ဟာပင်လယ်ရေအတက်ကျရှိပြီးရေဖုံးလွှမ်းနေတာကြောင့်ယခုခါမှာတော့ဖူးမြော်နိုင်ရန်အခက်အခဲရှိပါတယ်။အိန္ဒိယနိုင်ငံဘုံပိုင်းနဲ့မြောက်ပိုင်းနမရာမြစ်အထက်သစ္စာပန်တောင်ပေါ်ရှိခြေတော်ရာတစ်စုယင်းခြေရာတော်ဟာနမရာမြစ်ကမ်းထဲမှာရှိတဲ့ပထမဖော်ပြခဲ့တဲ့ခြေရာတော်နဲ့ နီနီကက်ကက်တည်ရှိတယ်လို့ယူဆရပြီးဘုရားမြတ်စွာဘုရားရှင်ဟာနာဂဗျင်နဲ့ယင်းဒေတာမှနေထိုင်သူများအတွက်ရည်ရွယ်ပြီးဟောခြေတော်ရာကိုဇုံတွဲချတော်မူခြင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာ သစ္စာပန်တောင်လို့အတိအကျဖော်ပြထားတာမရှိပေမဲ့အိန္ဒိယနိုင်ငံ အလယ်ပိုင်းနမရာမြစ်နဲ့တာဝတိမြစ်ကြားမှာရှိတဲ့သပူရာတောင်နှင်းဟာမြန်မာနိုင်ငံနဲ့ဒီရီလင်္ကာနိုင်ငံတို့ရဲ့ဗုဒ္ဓသမိုင်းဆိုင်ရာမှတ်တမ်းများအရာ အတန်ထွက်အရာဆက်ဆက်မှုရှိနိုင်တယ်လို့ပညာရှင် ချို့ကသုံးသပ်ထားပါတယ်။ဒါကြောင့်သစ္စာပန်တောင်အမည်နဲ့ဗုဒ္ဓခြေတော်ရာတည်ရှိမှုကိုတော့အတိအကျရှာဖွေဖို့အတွက်ခက်ခဲရှိနိုင်ပါတယ်။အိန္ဒိယပြည်မြောက်ပိုင်းဥဒရာနာတိုင်းရှိခြေတော်ရာတရှိတရုတ်ဖုံးတော်ကြီးဖာရီယန်ဟာခရစ်နှစ်399ခုနှစ်မှ414ခုနှစ်အတွင်းအိန္ဒိယနိုင်ငံသို့ခရီးရှည်သွားရောက်ပြီးဗုဒ္ဓဘာသာဆိုင်ရာ အထွတ်အမြတ်နေရာများနဲ့ဒလီထုံးတမ်းများကိုအသေးစိတ် မှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီအချိန်ကခေါ်ခဲ့တဲ့ဥဒရာနာတိုင်းဟာယခုလက်ရှိပါကစ္စတန်နိုင်ငံရဲ့ဆဝေါ်ချိုင်ဝမ်ဒေသနဲ့အနီးတစ်ဝိုက်မှာရှိရလို့ ပညာရှင်များကသတ်မှတ်ထားပါတယ်။ဘုရားဖျားရှင်သက်ရှိတင်ရရှိတဲ့အခါမှာဥရနာအိုင်းတို့ကြွားရောက်ခဲ့ပြီးနာဂဘယင်အားတရားပြရန်နှင့်ထိုဒေသမှာရှိတဲ့တတဝါများဤကောင်းကျိုးအတွက်ကြည်ရွယ်ပြီးတော့ခြေတော်ရာကိုခြံထားခဲ့ခြင်းဖြစ်ပါတယ်။ခြေတော်ရာမူရင်းနေရာဟာအချိန်ကာလကြာလာတဲ့များပျက်စီးမှုများရှိလာတာကြောင့်ပါကစ္စတန်နိုင်ငံဆဝတ်ပြတိုင်းမှာမူရင်းကျောက်တုံးပေါ်ရှိခြေတော်ရာသို့မဟုတ်ယင်းခြေတော်ရာကိုပုံတူကူးထားသောအလွန်ရှိချသည့် အမှုပညာလက်ရာအားတွားရောက်ဖို့မျှော်နိုင်ပါတယ်ခင်ဗျာအိန္ဒိယပြည်ပါတလီပုတ်မြို့တော်၏တောင်ဘက်၃လကွာရှိခြေတော်ရာတစုတရုတ်ဖုံးတော်ကြီးဖာဟီယန်မှတ်တမ်းတင်ခဲ့သည့်ခြေတော်ရာတည်ရှိတဲ့ပါတလီပုတ်လို့ခေါ်တဲ့မြို့တော်ဟာ ယခုအခါမှာတော့အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ရဲ့မြို့တော်ပါဒနာပဲဖြစ်ပါတယ်။အာတောကမင်းကြီးဟာဇေဒီပေါင်း၈၄၀၀တီထားကိုးကွယ်ခဲ့ပြီးပထမဆုံးတည်ခဲ့သောဇေဒီကြီးဟာဤမြို့တော်ဤတောင်ဘက်၃လီကျော်กว่าမှာတည်ရှိပါတယ်။ဇေဒီအရှိမဗုဒ္ဓဤခြေရာတော်တစ်ခုတည်ရှိပြီးဝိဟာရလို့ခေါ်တဲ့ကျောင်းဆောင်တစ်ခုလည်းတည်ဆောက်ထားပါတယ်။အေဒီ900ဆုနောက်ပိုင်းမှာသာသနာတော်ဆုပ်ယူမှုကြောင့်ယင်းခြေရာတော်နဲ့ကျောင်းဆောင်တို့ဟာမြို့ချ ပျက်စီးခဲ့ပြီးမြေကြီးအောက်တွင်ဖုံးလွှမ်းသောဖွယ်ရှိကြောင်းသိရှိရပါတယ်။ယခုအခါမှာတော့ယင်းတည်ရှိခဲ့တဲ့နေရာကိုကုမဟာရှီဟောင်းနေမြေတမိုင်းဝင်နေမြေအဖြစ် သတ်မှတ်အတည်ပြုထားပါတယ်တိရိလင်္ကာနိုင်ငံတီဟိုဂျွန်ဒုမနာကုဒတောင်ထိပ်ရှိခြေတော်ရာတစုတိရိလင်္ကာနိုင်ငံအလယ်ပိုင်းကုန်းမြစ်ဒေသရဏာဘူရခိုင်မှာရှိတဲ့တိရိဘာရလို့ခေါ်တဲ့မင်္ဂလာရှိသောခြေတော်ရာဟာဘုရားမြတ်စွာဘုရားရှင်ပြိဋိဘံမပြုမီရှင်းနေလို့မှာရဟန္တာ900ချိန်ရလျက်တီဟိုဂျွန်တို့တတိယကျင်းကြွားရောက်တော်မူစဉ်ဒုမနာနမင်းကြီးဤတောင်းဆိုမှုအရာဒုမနာကုဒတောင်ထိပ်ရှိဗြဟ္မများကြောက်ဆောင်ပေါ်မှာအတိုင်းအတာတရောင်နှင့်ခုနှစ် ်ရှိတဲ့ဝဲဘတ်ခြေရာတော်ကိုခြာရတော်မူခဲ့ပါတယ်ဒီခြေရာတော်ကိုသုမနနမင်းကထိမ့်သိမ်းဆောက်ရှောက်ခဲ့ပြီးယနေ့တိုင်တိရီလင်္ကာနိုင်ငံ၏အထွတ်မြတ်ထားရာနေရာဖြစ်တည်ရှိလို့နေပါတယ်တိရီဘာသာတောင်ထိပ်ဟာဗုဒ္ဓဘာသာဝင်များသာမကဟိန္ဒူဘာသာဝင်များကဖန်ဆင်းရှင်ရှီဝနမင်း၏ခြေရာဖြစ်၎င်းခရစ်ယာန်ဘာသာဝင်များကကဘာဦးလူသားအာရန်၏ခြေရာဖြစ်၎င်းယုံကြည်ကြပြီးဘာသာပေါင်းစုံယုံကြည်မှုနှင့်ငြိမ်းချမ်းစွာသူရှင်တွဲမှုကိုဖော် ်ပြတဲ့အမှတ်သင်္ကေတခုလေးဖြစ်ပါတယ်။